အဲ့ဒါကြောင့်ဝေဘူးဆရာတော်ကြီးကပြောတယ်အိမ်မှာရှိတဲ့ဖះကိုမင်းတို့ကတဲ့ဝေဘူးဆရာတော်ပြောတဲ့စကားကလေအိမ်မှာရှိတဲ့ဖះကိုမင်းတို့ကကို့မတဲ့တဲ့တကယ်ချင်းအိမ်လာလဲတာတော့မှမင်းတို့ဂယုမဆိုင်ပဲတဲ့ဟုတ်လားယောဂီတွေအိမ်လာလဲတဲ့ဧည့်သည်တကယ်ချင်းမိတ်ဆွေကိုနဲ့မတဲ့ဘူးလာလို့ရှိရင်ကို့အိမ်ရှင်မကိုပြောမယ်ပေါ့တကယ်ကြီးကဟိုကောင်လာနေတယ်ကွာမင်းကော်ဖီတစ်ခွက်လောက်တိုက်လိုက်မပြောဘူးလားကဲကိုနဲ့မတဲ့တော့လည်းပဲကော်ဖီလေးချတဲ့ရေနည်းလေးချတဲ့တော့မပြောဘူးလား အင်းရဖះတော့ရင်းနှီးခေါ်ပြီးကမ္မကတော့မသိဘူးတဲ့ဟုတ်လားယောဂီတွေဟာဒီကယောဂီတွေပါတယ်ထင်တယ်နော်ငြိမ်နေပုံရတယ်ဆိုတော့ပါလားမသိပါဘူးမပိုင်မပါဘူးပြောပြခဏပါသွားဦးမယ်ဟုတ်လားဒီကကြီးတွေအဲ့လို့ဆိုတော့ယောဂီတို့ဥစဉ်တို့ဖះကိုရိုးရိုးထားမှလားတက်တော်ထင်ရှားလို့အောက်မရမှလားမြတ်ဗုဒ္ဓပြိဋိမံဆံသွားတာမှန်ပါတယ်ဗုဒ္ဓကိုတက်တော်ထင်ရှားလို့သဘောထားပါဘယ်လိုသဘောထားမလဲတက်တော်ထင်ရှားပါဘုရား အဲ့ဒါကြောင့်ဝေဘူးဆရာတော်ကြီးကပြောတယ်မင်းတို့အိမ်ရဖျားကြည်ညိုတာကတဲ့နော်မတဲ့တဲ့ဧည့်သည်လာလေတာလောက်မှမင်းတို့ကဂယုမဆိုင်ပဲတဲ့အဲ့လိုဆိုတော့မင်းတို့မှာကတဲ့မင်းတို့လူချင်းတဲ့ကိစ္စတွေမဖြစ်နိုင်ဘူးဗောတဲ့ဝေဘူးဆရာတော်ပြောတာလေအဲ့တော့တကယ်တော့တဲ့ယောဂီတွေတို့ဖျားရတရားတွေကအင်မတန်မြင့်မြတ်လွန်အားကြီးလို့ဧည့်သည်လာချင်အောင်လှုပ်လဲရတယ်မလာချင်အောင်လှုပ်လဲရတယ်မိုးရွာချင်လာရွာအောင်လှုပ်လို့ရတယ်တဲ့မိုးမရွာချင်ဘူးလားလန်တားလို့ရတယ်တဲ့ ကဲတစ်ပင်ရှိရင်ဆုံးရှိတယ်တဲ့တစ်ပင်ရှိရင်ဗာတယ်လေတပတ်ပေါက်လားဗျတစ်ပင်ရှိရင်ဆုံးရှိတယ်တခြားပြောတာမဟုတ်ဘူးဆရာတော်ကြီးတို့လက်ထက်ကတော့ဆုံးကုန်းနေတိတ်ရှားတယ်တို့ခေကလေလယ်ဒီဆရာတော်တို့ဝေဘူးဆရာတော်တို့လက်ထက်ကဆုံးကုန်းနေရှားတော့ကဲယောဂီတွေအဲ့ဒီခေကဘာဆန်နေသုံးလဲဆိုတော့ဆတ်ဆွမ်းလို့လူးဆွမ်းလို့သုံးတယ်ဟုတ်လားတခါကြီးတွေတခါကြီးတွေကြားဖို့မှာပေါ့ဆတ်ဆွမ်းလူးဆွမ်းဆိုတာမကြားဘူးလားစားလဲစားဘူးမယ်ထင်တယ် နော်ယောဂီတွေအဲ့ဒီစွမ်းနေကတော်တော်ကြမ်းပုံရပါတယ်ဦးဇင်းတို့လေဒီဆရာတို့အထုပ်ပတ်တွေဖတ်ကြည့်တယ်ဟိုရာဏပုဂ္ဂိုလ်စောင်းတွေဖတ်ကြည့်တော့တွေ့ရလို့လေအဲ့တော့ဆရာတော်တွေကစွန်းကွန်းနေကရှားတော့လေဒီဆရာတော်ဘာပြောလဲဆိုတော့မတည်ုံစားရတော်ပြီဗောတဲ့တရားကျင့်ဖို့အဓိကပဲတဲ့ဆရာတော်ကြီးမိတဲ့စကားလေအဲ့တော့ဝေဝူဆရာတော်ကြီးကပြောတယ်ဗျတစ်ပင်ရှိစွမ်းရှိတယ်တခြားမဟုတ်စွမ်းလောင်းမဲ့ဒကာဒကမတွေမရှိရင်အဲ့ဒီအပင်ကြီးကြီးမှရှိတဲ့ရုပ်ကစိုးကိုမြစ်တာလမ်းဖို့ ကဲတို့မနဲ့ပြန်မနဲ့ဆွမ်းခံကြွမယ်လို့ကြိုပြီးပြောတယ်မနဲ့ကျတော့တင်ကားလက်ယုံတပိတ်လေးပိုက်ပြီးအဲ့ဒီတစ်ပင်အရှိကိုတွားရရရုပ်ကစိုးကလူရောင်ဖန်ဆင်းဆွမ်းလောင်းနေတဲ့လူရောင်ဖန်ဆင်းပြီးပါလောင်းတာလေအဲ့တော့တစ်ပင်ရှိရင်ဗာလဲလေဆွမ်းရှိတယ်အဲ့ဒီလူဖြစ်ဖို့ဆိုတာလေကိုကိုနိုင်ကဆရဏအားကောင်းမှရမှာပေါ့ဟုတ်လားတခါကြီးတို့မအေးတယ်ကိုကိုနိုင်ကဆရဏမကောင်းရင်တော့ရပါမလားမရပါဘူးတည့်ရကလေးတွေတော့ကြွေကြမယ်ထင်တယ်ဟုတ်လားတခါကြီးတို့မအေးတယ်ဘာတွေတော့ကြွေကြမှာလဲ နော်အဲ့လိုဆိုလို့ရင်ကိုကိုနိုင်ကကြင့်ကြံမှုမလိုဘူးလားဗျမှန်ပါဗျာအဲ့တော့ယောဂီတို့မြတ်စွာဘုရားကိုယုံကြည်မှုတော့အရေးကြီးတယ်နော်ယုံကြည်ရမယ်ယောဂီတို့ဥစဉ်တော့လှုပ်တဲ့နေရာမှာတခုခုကို နော်ယောဂီတွေဒါလှုပ်လို့ဒါဖြစ်စီဆိုတဲ့ရည်ရချက်နဲ့တော့မလုံနဲ့ပေါ့တကယ်ကိုရုရှင်းနဲ့တတ်တာတရားလေးနဲ့သွားပေါ့မကောင်းလားယောဂီတွေမှန်ပါဗျာအဲ့တော့ဥစဉ်တို့ရှိပါတယ်ဗျဒကာကြီးဒကာမကြီးတွေကြားဘူးမယ်မစိုးရင်တိုက်တာကိုစတင်တီထောင်တဲ့စရော်ကြီးမကြဘူးလား အဲ့ဒီဆရာကြီးကတကယ်စာတပိတပြเนาะအဲ့လိုဆိုတော့ယောဂီတွေဒီဆရာကြီးကသူ့ရဲ့တကာပေါ့ဘုန်းကြီးလူထွက်အဲ့ဒီတကာရဲ့အိမ်ကိုမနဲ့တဲမနဲ့တဲဆရာကြီးကကြွလာအဲ့ဒီအိမ်မှာမနဲ့စာလေးပေါ့အနှဲငယ်ပေါ့ဗျာထမင်းကျန်းလေးစီလေးစံစားလေးဖြူးအစာပြေဖုံးပြီးဆရာကြီးကလမ်းလျှောက်ထွက်လေးရှိတယ်အဲ့ဒီလိုလမ်းလျှောက်ထွက်တော့ယောဂီတွေသူ့တကာကတော်တော်ဆင်းရဲပုံရပါတယ် တရက်ကျတော့ဆရော့ကိုလျှောက်လဲဆရော့တပိတော့ချမ်းသာချမ်းလိုက်တာတပိတော့ကိုချမ်းသာကောင်းနီလန်းကောင်းလေးချိမြစ်ပေးတော်မူပါဦးနဲ့မင်းလွယ်လိုက်တာကွာတရဏဂုံသုံးပါးယွတ်တယ်ဘာယွတ်ရမှာလဲဗုဒ္ဓံတရဏံဓမ္မံတရဏံတန်ခံတရဏံမလွယ်ဘူးလားယောဂီတွေမင်းတတိယရသလောက်မင်းယွတ်กว่าတဲ့ဆရော့ကြီးကလေယွတ်လိုက်တာ၃နှစ်ပြည့်သွားတယ်ဘာမှလည်းမထူးဘူးတဲ့ဘာမှလည်းပါတယ်လေ လျှောက်တယ်ဗျဆယ်ရွေးဆယ်ရောတပိတော့ရွတ်တာ၃နှစ်ရှိပြီဘာမှလည်းမထူဘူးတဲ့မင်းပြေးမှမပြေးသေးပဲတဲ့ဘာတယ်လဲယောဂီတွေတည့်ရကြတော့ဘာလုပ်လဲနည်းနည်းလအနှဲငယ်ကြားလာတော့ဆယ်ရွေးကစိတ်လေးဖက်ချမ်းတော်တော်ကြိုက်ပုံရပါလေနော်ယောဂီတွေစိတ်လေးကြည့်မိရဲ့နေအောင်ဖွာလမ်းကလည်းလျှောက်အဲ့ဒါဆယ်ရောတကောက်မိတ်တယ်ဗျဆယ်ရွေးကြီးကဟဲ့တကမင်းဇနီးပေါ်မှာမင်းဘယ်လောက်မြတ်တာရှိသလဲပေါ့ဘုန်းကြီးလူတော်ကစဉ်းစားတယ်ဘုန်းကြီးကလည်း ောကီကိစ္စတွေရှောင်မေးနေတယ်ပေါ့တကယ်တော့သူ့အငိုက်ဖမ်းနေတာသူမသိဘူးเนาะမေတ္တာရှိပါတယ်ဖျာတပည့်တော်လည်းရှိပါတယ်ဖျာတပည့်တော်ပမာလည်းရှိပါတယ်ဖျာစကားလေးအဲ့ဒီလိုကောင်းနေတဲ့ချိန်မှာရဲနေတဲ့ဆစ်လေးနဲ့သူ့ဘိုက်တက်တဲ့ကိုတိုးထက်လိုက်တာရောင်ပြီးတော့မှဗုဒ္ဓန္တနာကိစ္စာမိထွက်လာတယ်တကမင်းပြည့်သွားပြီတဲ့ဘာတယ်လဲယောဂီတွေအဲ့ဒါနဲ့ချမ်းသာလိုက်တာယောဂီတွေယောဂီတွေကြားဘူးမှာပေါ့လူပြန်တော်ဗဒမြအိမ်တိုင်းပါတယ်လေဆောင်းသားဆိုတာမကြဘူးဘူးလား TV တွေမှာမကြင်ညာဘူးလားအဲ့ဒီလူပြန်တော့တထေးပဲလေယောဂီတွေတစ်ချိန်တော့ကတော့ဆင်းရဲလိုက်တာဗျာနော်တနေ့လို့တနေ့စားဗျာစရောကြီးကဒီကြံညာလေးပေးတော့ကဲယုံယုံကြည်ကြည်နဲ့တရဏဂုံသုံးပါးယွတ်တွိုင်းလိုင်းနဲ့ယွတ်သရိယာရင်ယွတ်ရလို့ရှင်လဲတတတာတရားကကောင်းလိုက်တာဗျာအလူကြီးတိုင်းနဲ့ပတ်သက်တားရက်ရောတယ်ဒကာကြီးကလေအဲ့ဒီလိုနဲ့နောက်ပိုင်းတော့အယံချမ်းသာသွားတယ်အယံကိုဘာဖြစ်သွားလဲအဆူတော်ဖြူတီးရဲ့ဘာတော်တာလဲဟုတ်လား စဉ်တော့မသေးဘူးဗျာအဲ့လောက်ထိတော့မသေးတော့ဖြူတီမျိုးပဲသေးတာနော်အဲ့လိုဆိုတော့ယောဂီတဲ့လူပြတော်ဗဒမားတကားကြီးသူယောဂတိဖြစ်မဲ့ထင်ပါတယ်နော်အဲ့လိုဆိုတော့တကားကြီးတကမကြီးတွေဒါဟာဘာလဲဆိုတော့ယောဂီတို့ဥစဉ်တော့မှရှိပြီးသားပါအတုံးမချလို့ပါဘာမလို့လို့လဲဒါနပိုင်းဆံရပဲပြောပြောသီလပိုင်းဆံရပဲပြောပြောဘာဝနာပိုင်းဆံရပဲပြောပြောယောဂီတို့ဥစဉ်တော့လက်တွေ့အတုံးမချသေးလို့သူ့ရဲ့တတ္တိတွေမသိတာထင်ပါတယ် ဟုတ်လားတက္ကမတွေအဲ့တော့ဦးဇင်းတို့မော်လမြိုင်မှာဒကာကြီးတယောက်ဘုန်းကြီးလူထွက်ပါပဲအဲ့ဒီဒကာကြီးကဘာလုပ်တယ်လဲဖះရရန်ကြည်ညိုတယ်ဗျဘဝတော့ဆင်းရဲရှာပါတယ်ဒုက္ခမြတ်တနေ့လို့တနေ့စားဖះစွန့်တော်တင်တာဘလို့တင်လဲဆိုတော့ဇပွဲအပေါ်မှာကြက်ကြက်နက်နက်နော်ယောဂီတွေဇပွဲခင်းလေးခင်းစွန့်ထမင်းလေးကို ပကံပြားတဲ့ကိုတင်ထဲ့ဗျထဲ့ပြီးဘေးမှာလက်စေးရချတောက်တော်ရချကြက်ကြက်နက်နက်ပေါ့ဗျာယောဂီတွေပြီးရင်သူစားနေကြငပိရဲ့အတုံးမျိုးလေးတွေနဲ့ချဟင်းရှင်ဟင်းလေးချပေါ့ဗျာ အဲ့ဒါလက်ပြီးလို့ရှိရင်ဘေးမှာကြာကြာနာအခင်းလေးခင်းခင်းမျက်စာဖျားကိုဆွန်းစားပစ်နေတဲ့မျက်စာဖျားကိုမလုပ်တာလေအဲ့ဒါလို့ဆွန်းစားပစ်ပြီးဘေးကနေရက်ကလေးခတ်လို့တဲ့ရက်ကလေးပါလို့လို့ပြီးရင်စကားပြောသေးတာမျက်စာဖျားဒါလေးကအတုမြုပ်လေးပါဗျာတိတ်ကောင်းတယ်ဗျာဖုံးမေးပါတဲ့မကောင်းလားဖျားကြည်ညိုတာနော်ယောဂီတွေကလှုပ်ဖူးလားဒီတစ်ခါလှုပ်တော့မနေတူပါတဲ့လှုပ်မှာလားဟာအတန်တိုးတယ်ဗျာနော်ဒီကကြီးဒီမကြီးတွေ အဲ့ဒီလိုလှုပ်လိုက်တာတရက်ကျတော့ဘာပြောကောင်းမလဲဒကာကြီးကအိမ်မက်မက်တယ်ဗျဝိဖြူစင်ကျင်တဲ့ပုံကိုကြီးကဇေဒီတစုတယ်ပါတဲ့ဗါတယ်လေဒကာကြီးတွေအိမ်မက်မက်တယ်ငါပက်စာမရှိဘူးဇေဒီဘလို့တယ်မလဲပေါ့ဒါအိမ်မက်ပါလေးပေါ့နှခါမက်သုံးခါမက်လေးခါမက်တော့ဒီအိမ်မက်ကမယိုးဘူးပေါ့ဗျာအဲ့ဒါနဲ့ဆန်းတော့ဆန်းနေပြီဆိုပြီးတော့မှအိရှင်မဇနီးတဲ့ကိုတို့ပေါက်တူးကန်ပြီးမနဲ့လေးနိုင်တော့ထားသွားမွန်လမိုင်တောင်ကုန်းပေါ်ရောက်တော့ကဲမနဲ့ဝေလီဝေနှင်းချင်းရောက် ဟာအိမ်ရှင်မဇနီးတွေကိုပြောပါတယ်ငါအိမ်မက်မက်တာတော့ဒီနေရာပဲတဲ့ပေါက်တူးနဲ့တူးချလိုက်တာဘာပြောကောင်းမလဲယရနာရွှေအိုးတွေထွက်လာတယ်တဲ့ဘာတွေထွက်လာချမ်းသာလိုက်တာမော်လမြေမှာအချမ်းသာဆုံးစည်ရင်ဝင်သွားတယ်ဗျာနော်အဲ့ဒီနေရာမှာလဲအာရပါရဇေဒီတစုတယ်လိုက်တယ်ယနေ့တိရှိပါတယ်တဲ့ယောဂီတွေတခြားလားသူကုသိုလ်ကသူအကျိုးပေးတာလားအဲ့လိုဆိုယောဂီတို့ဥစဉ်တို့လဲကောင်းမှုကုသိုလ်တွေများများပွားရမကောင်းဘူးလား ်ဦးတို့ဖုံးတော်ကြီးဥတီလာဆိုတာကြားဘူးလားဗျကြားဘူးပါတထုံတကြောမှာလေဟိုးတထုံတကြောမှာတပိတ်တလုံးသင်္ကန်းသုံးတဲ့နဲ့စတော်ကြီးကတရားတော်မဟောဘူးဗျတရားတော်ပါလေလေဒီလိုနဲ့တပိတ်တလုံးသင်္ကန်းသုံးတဲ့နဲ့သွားတော်ထဲမှာဆင်ရိုင်းနေတဲ့တွေ့စတော်ကြီးကိုအန္တရာယ်မပြုဘူးဗျတခါလေးမွေပွေးတွေဗျတကောင်နဲ့တကောင်လေးရှုပ်ရှက်ခတ်တော်ထဲမှာလေတန်နေမိတဲ့ဆရာတော်ကြီးကိုတကောင်မှအန္တရာယ်မပြုဘူးတခြားကြောင့်လားသီလသမားကြီးပညာကြောင့်လား အဲ့ဒီဆရာတော်ကြီးကခကြီးထွက်ရင်ည၈နိုင်9နိုင်မှာထွက်လေရှိတယ်။တခါတခါဆင်ရိုင်းနေတောထဲမှာအုပ်လိုက်ကြီးလာနေတယ်ဆရာတော်ကြီးကအဲ့ဒီကြားထဲကိုပျောက်သွားတယ်ဘယ်ဆင်မအန္တရာယ်မပြုတ်ဘူးတဲ့အန္တရာယ်ပြုရလားပြုပါဘူးဗျာအဲ့တော့ဒီဆရာတော်ကြီးရှိကိုတရားနာကျင်တော့ရွှေမြန်မာတွေကဘာလုပ်လဲဆိုတော့ကလားတွေခေါ်သွားတယ်တဲ့ဘုသူတွေခေါ်သွားအဲ့ဒီကလားတွေခေါ်သွားပြီးမှဆရာတော်ဘုရားဒီ လူတွေဟာလူမျိုးကြားတွေဖြစ်တဲ့အတွက်တရားဟောပေးပါဖရာတဲ့တရားပါတယ်လေဆရာတော်တရားကလူရင်းတူရှင်းမဲ့သူတမတန်နဲ့တောင်းဥမတုံနဲ့ကဲပြန်ကြတဲ့မကောင်းလားဗျဦးဇင်းနဲ့ငန်းချောင်းပြိတ္တကိုဒီလိုပဲပြောရမှာထင်တယ်သူတမတန်နဲ့တောင်းဥမတုံနဲ့ကဲတရားဝဲသိမ့်မယ်ဗျမကောင်းလားဒကာကြီးတွေကောင်းတယ်နော်အဲ့တော့ယောဂီတွေသူတက်တက်လားဗျတောင်းဥရောမတုံနဲ့ဗျနော်ဒကာတို့မလေး အပြစ်ရှိတယ်နော်ယောဂီတွေအဲ့လိုဆိုတော့ယောဂီတွေဆရာကြီးကဒီတရားလေးပေးတယ်တခါတလေကျတော့ကရင်တွေကလာတယ်ဆရာရှိကိုတထုံတရောဆိုတော့ကရင်တွေများတော့လာတော့ဆင်းရဲလိုက်တာကရင်တွေဆရာကြီးကဗာပြောလဲဆိုတော့တခါတို့တဲ့မင်းတို့မှာဘာမှလူစရာတန်းစရာမရှိလို့အာမငယ်နဲ့တဲ့တော်တယ်မှာအလေးကြပောက်တဲ့ပန်းတွေကိုခူးတဲ့ရေကြကြနန္နာဆေးမြတ်စွာဘုရားကိုပန်းလူခန္ဓာမူပါလို့လူးတဲ့ကောက်ရိုးတွေအလေးလေးလိတ်တဲ့ လိပ်ပြီးရင်အဲ့ဒီကောက်ရိုးတွေကိုမီးပူစော်တယ်မြတ်စွာဘုရားစီမီအလူခံတော်မူပါလို့ရှောက်တယ်ဒါကုသိုလ်ရတယ်တဲ့ကဲသူတော်ကောင်းကြီးတွေပြောတဲ့စကားတန်ဖိုးမရှိဘူးလားရှိပါပါဘုရားတန်ဖိုးကြီးမလိုက်တာเนาะတခါဓမ္မတွေအားကြောင့်ယောဂီတို့ယောဂီတို့အစွန်းနဲ့လည်းကောင်းမှုကုသိုလ်တွေယူမယ်ဆိုလို့ရှိရင်မရနိုင်ဘူးလားမရနိုင်ပါဘူးဘုရားဤပေါင်းစုံနဲ့ယူလို့ရတယ်เนาะကိုယ့်ရဲ့မိဘတွေကိုအတတ်နိုင်ဆုံးပေါ့ကဲယောဂီတွေဂယူဆိုင်မယ်ဗျမိဘတွေရဲ့ကျေးဇူးဆက်မယ်မိဘတွေရဲ့အဝတ်အစားလေးတွေပစိုးလေးတွေလုံခြုံလေးတွေရှော့ဖို့ပေးမယ်မကောင်းဘူးလား ဒီမှာတော့ဦးစင်းကယူစရာကြောင်းတိုက်မှာဘာတွေတွေ့လဲဆိုတော့ဒီမှာရှိတဲ့ဝေယဝဆကုသိုလ်ရှင်တွေကဦးစင်းတို့ဖိုးဖွားတွေယောဂီတွေရအဝဆားလေးတွေရှော်ပြီးမြို့တွေထိုးပေးတယ်ဗျာနော်ဦးစင်းစခန်းပွဲတွေဖွင့်လာတာလေနေတော်တော်ဆုံသွားပြီမကြုံဘူးဗျာဒါမျိုးကြီးရလေဒီမှာတွေ့ရတော့ဝမ်းသာတယ်ဗျာနော်ဒကာဓမ္မတွေအဲ့တော့နောက်တစ်ခုဒီမှာဘာတွေ့လဲဆိုတော့ဒီမှာဝင်ပေါက်ဗနပေါက်လေသုံးပေါက်ထနေအဲ့တော့ဒီထိတ်ဆုံးပေါက်ကဘုံကြီးတွေဝင်နေပေါက်လား ဟုတ်လားတကကြီးတွေအလဲပေါက်ကလူတိုင်းဝင်လာလားတနေ့ကဥစဉ်ကိုစိန်ကုန်းဖုံးကြီးကမိတ်လို့ဗျာเนาะဒီနယ်မှာတဲ့ရှေးတုန်းကစရော်ကြီးတွေကမူချပေးတာရှိတယ်တဲ့ထိတ်ဆုံးအပေါက်ကစရော်တွေဝင်လာတဲ့တန်ခါတွေအလဲပေါက်ကအမျိုးသားတွေနောက်ဆုံးပေါက်ကအမျိုးသမီးတွေတဲ့အဲ့လိုလားလို့မဟုတ်လားတကကြီးတို့မကြီးတွေဟုတ်တယ်เนาะရှေးလူကြီးတွေကတည်တယ်အဲ့လိုဆိုယောဂီတို့ဥစဉ်ကနောက်ပေါက်တွေမမတည်တာ ဟုတ်တယ်နော်ဟုတ်ပြီဗျာဟုတ်ပြီဗျာအဲ့လိုဆိုတော့ဒါဒီယူစီယာပေါ့ဗျာဘာလဲတခါဓမ္မတယ်ယူစီယာယူစီယာဘာလဲလဲယူစီယာအဲ့ဒါဥစဉ်ကဥစဉ်ဆရာသမားကိုလည်းတွားသတိရတယ်ခြေတော့ကဆရာကြီးတွေကဝိနည်းကိုလည်းသိလေးစားတယ်အရာရာကိုလည်းသူတို့ကတံပိုးထားတယ်ဗျာနော်ဘာသာရေးသာသနာရေးနဲ့ပတ်သက်ရင်သိတံပိုးထားတယ်ဥစဉ်တို့လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ပေါ့ဥစဉ်တို့ကြောင်းမှာတောကြောင်းလေးမှာ ဇေဒီတဲတော့ဇေဒီထီတော်ကိုအဲ့မြို့ထဲကတကတယောက်ကလူတာလူတော့သူတို့ကဘာလို့လဲဆိုဇေဒီထီတော်ကိုကြောင်းလာပို့တော့ဦးစီပုံမောင်းနေနဲ့လာတာဆရာကြီးကအဲ့ဒီတန်နဲ့ကြာရချက်ချင်းမောင်းထုတ်တာတကကြီးဒီမကြီးတယ်သောသောသောမလာခဲနဲ့တယ်နော်တကဓမ္မတယ်ဘုရင်ဆရာကြီးကဒုမင်္ဂလာသူမင်္ဂလာမလိုက်ဘူးလေဒုမင်္ဂလာသူမင်္ဂလာဆိုတာသိတယ်နော်တကဓမ္မတယ်ဟိုကပင်တရားပင်မလိုက်ဘူးသူတရားလေးနဲ့သူနေတယ်တက်တော်တော့83နှစ်ရှိသွားပြီ အဲ့တော့ဒီဆရာတော်ကြီးကเจ้าမှာကထိန်တော်လက်မခံဘူးပြတခါကြီးဒီကမကြီးတည်းအလိုနဲအောင်နေတယ်ပြီးတော့ကထိန်ခင်းရင်လူတွေရှုပ်လို့တယ်တခါကြီးဒီကမကြီးတည်းခတ်အေးအေးနေတာပေါ့ဗျာเจ้าကလည်းခတ်သေးသေးပဲဓမ္မယုံနေဆောက်လို့လူမယ်ဆိုလဲလက်မခံဘူးပြဆရာတော်ကြီးကလေအဲ့လိုနဲ့ဆရာတော်ကြီးရဲ့ဆောင်ပုဒ်လေးရှိတယ်ဦးဇေမတ်မိလို့နည်းနည်းပြောပြအောင်မယ်မထင်ရှားသောနေရာလေးတစ်ခုမှာတဲ့မထင်ရှားသောဘဝလေးဖြစ် ကိုကိုကိုကြည်ညိုရင်ဝိဒုက္ခချုပ်ငိမ့်စေမယ်တဲ့ကိုကိုကိုကြည်ညိုရင်ဘာလဲလဲဗျမထင်ရှားတဲ့နေရာလေးဖြစ်ရမယ်တဲ့ဘဝကလည်းမထင်မရှားဘဝတဲ့ကိုကိုကိုလည်းကြည်ညိုရင်နဲ့ဝိဒုက္ခလည်းဘာလဲလဲချုပ်ငိမ့်စေမယ်တဲ့ကောင်းလိုက်တဲ့စာလားဗျာနော်မြတ်တန်းဆာရဲ့စာသားကိုဆရာတော်ကြီးကနည်းနည်းပြန်ထားတာပါနောက်တခါဓမ္မလေးအဲ့တော့ယောဂီတို့ဒီနယ်ဒီမှာလည်းပဲဆရာတော်သမတော်ကြီးတွေကမထင်မရှားလေးနေသွားတာလည်းမရှိဘူးလား အဲ့လိုဆိုရင်ဒါယရဏအစ်စ်တွေပေါ့ယောဂီတွေနေလေကပြောတဲ့အတိုင်းဗာစစ်တွေလဲဗျအဲ့လိုဆိုတော့ယောဂီတို့သူတော်ကောင်းကြီးတွေကတိတ်ကြည်ညိုဖို့ကောင်းနေဗျနော်ဒကာဓမ္မတွေအဲ့ဒီအဆုံးမလေးတွေကိုရအောင်ယူရတလုံးဖြစ်ဖြစ်နှလုံးဖြစ်ဖြစ်ကိုဘဝတက်တံမိုးမဖြတ်နိုင်ဘူးတံမိုးဖြတ်နိုင်လားဗျဒီနေ့သွားနေတာတရားမဟုတ်ရသေးဘူးနိုင်ဝဲပြေးသွားပြီဗျဘယ်လိုလုပ်မလဲဒကာဓမ္မတွေပြောချင်ရတယ်ရှောက်ပြောနေတော့နိုင်ဝဲပြေးသွားတယ်နော်အခုနောက်တရားတွေဘယ်ရောက်သွားပြီလဲဖုံးနိုင်ဦးသီလားလား ဘုန်းနဲ့ဥတိလနဲ့ပဲဆက်သွားအောင်လဲဒကာကြီးတို့မရည်တယ်အဲ့တော့ဦးဇင်းတို့ဒကာကြီးတို့မရည်တယ်အဓိကယုံလဲယုံကြည်မယ်ကိုပြုတဲ့ကုသိုလ်တွေကိုလည်းပဲစင်စင်ကြဲကြဲလုပ်မယ်ဆိုပြအကျိုးမပေးဘူးလားလက်တလောလက်တလောဖြစ်တာလေးတခုပြောပြပြီးတရားဆမယ်နော်ဒကာဓမ္မတွေဦးဇင်းတို့ဒီဟိုပုံတော်ချောင်းလေးမှာပါဦးဇင်းတို့နေတာကနှစ်တိုက်ပြတောင်ကြီးမြို့ရဲ့ဟိုပုံတော်ချောင်းလေးရဲ့ဝါဆိုတော့ဦးဇင်းတို့တော်ချောင်းမှာဝါကတ်တယ်တရားအထုတ်ဖို့ ဒီပင်ချိန်မှာတော့အခုလိုပဲပင့်နဲ့တရားဓမ္မတွေရှိသွားပြီးတော့မှကျေးဇူးဆက်ခွင့်ကြုံနေပေါ့တခြားချိန်မှာဘဲမှကြွရစရာမရှိတော့တောင်ကြီးမြို့ကမ္မထန်တိုက်ကလေးမှာကိုညီတော်နောင်တော်တန်ခါပါ၄50ရှိတယ်သူတို့နဲ့ကမ္မထန်တူတူထိုင်ပေါ့ဗျာတရားဓမ္မတွေအဲ့လိုဆိုတော့အဲ့ဒီမှာဦးဇင်းတို့ဟိုဘုံမြို့မှာလွန်ခဲ့တဲ့10နှစ်လောက်ကတောင်ကူနယ်ဖက်ကမိသားစုတစုပေါ့သူတို့လာပြီးမှနေထိုင်ပြီးတော့မှအဲ့ဒီမှာအလုပ်လုပ်ကြ အလုလုတော့ဒကမကြီးကရှမ်းပြည်နယ်မှာလာပြီးအလုလုတော့ယောဂီတွေအတိမိတ်ဆွေလည်းနဲရွှေမျိုးတွေကလည်းနဲတော့သူများရင်အဝိရှော်တဲ့အလုကိုလုပ်တယ်ဗျတော်တော်ချွတ်ချွတ်တက်တက်ကလေးပဲသူများအိမ်နောက်ဖေးမှာအဖြေလေးထိုးပြီးတော့မှနေရှာတယ်ဒါပေမဲ့တရာတရားတော့အရန်ကောင်းနေဗျဒကာကြီးတို့မကြီးတရကျတော့စိတ်ညစ်ညစ်နဲ့လမ်းပေးမှလေစိတ်ညစ်တော့လည်းငောင်နေမှာပေါ့ဗျအဲ့ဒါအဲ့ဒီဟိုဘုံနယ်ကကွင်လေးတစ်ပါးရှိတယ်သူကလည်းခကြီးကြုံတော့ကားလေးကသူ့ဘေးလေးမှာရက်မိရတာဖြစ်တော့ ာတယ်ကမကြီးဘာတွေဖြစ်နေတာတော့တပည့်တော်ဆင်းရဲလွန်းလို့ဖျားစိတ်ညစ်လွန်းလို့တဲ့စိတ်မညစ်နဲ့ဘာသာကြီးမမေ့နဲ့တဲ့နော်ဗဒီလေးပါလေးစိတ်ဖို့တဲ့ဆရာတော်ကြီးကဒါလေးအဲ့ဒီကိုရင်လေးကဒါလေးတင်ပေးလိုက်တာအဲ့ဒီဒီကမကြီးကသူဆံရဗဒီလေးစိတ်ဖို့ဗျာဂုံတော်လေးပါလေးဘွာတပြေးပြေးစီဝါရီတွေကောင်းလာတယ်ဗျဒကာကြီးဒီမကြီးတွေစီဝါရီတွေကောင်းလာတယ်ကောင်းလာတယ်တပြေးပြေးနဲ့ရှမ်းပြည်ဖက်မှာမြေရောင်းဝယ်လေးတွေလိုက်လာတော့အပေါင်းသင်းတွေနဲ့လှုပ်လိုက်တာ မကြခင်ကြီးပွားသွားတယ်ဗျကိုပိုင်တိုက်ဒီတာလေးနဲ့တခါကြီးဒီမကြီးတယ်ဟိုဘက်ဦးစင်းတို့ရှမ်းပြည်ဘက်ကတော့ဈေးများတယ်လေခြံငယ်တစ်ကွက်တစ်ကွက်ဆို900 300 400 500အဲ့လိုရှိတာဟုတ်ဗျဒါ60 40တစ်ကွက်ကိုပြောတာနော်သူတော်ကောင်းတို့ဘက်ကအေကနဲ့မပြောဘူးဗျအေကနဲ့ဆိုရင်တော့တိတ်တန်သွားပြီပေါ့ဗျအဲ့လိုဆိုတော့ဗျဒီဒီကမကြီးကမနစ်ကထင်တယ်မမရရဦးစင်းကိုသူတို့အလူကိုထပ်ပင့်တော့နညဒီလိုပဲဦးစင်းတရားဟောပေးရတယ်အဲ့ဟိုဘုံမြို့မြို့လေဖျားကြီးမှာပေါ့ သူအမျိုးသားနဲ့သူရင်သွေးလေးတွေရှင်ပြုယဟန်ခံ ရှစ်ပါးနဲ့တူပါလေသူယဟန်ခံပေးတာတင်ငန်းကိုဦးစင်းကရံကွက်လမ်းမာတယ်ဦးစင်းကြောင်းတက်ဆိုဦးစင်းဓာခွဲဓာပြက်တင်ငန်းနေပေါ့ဦးစင်းတို့ဖောက်တော့ရမှာသုံးတဲ့တင်ငန်းနေဦးစင်းလမ်းလမ်းမာပေးတယ်အဲ့ဒါဆိုဒီဒကမကြီးကအဲ့ဒီတင်ငန်းနေမာပေးပါဖះဆိုတော့ဦးစင်းမာပေးတော့ခြီတင်ငန်းနေဆိုတော့အေးလဲကောင်းတယ်အပူလဲကောင်းတာဟုတ်ဒကမလေးအဲ့ဒါဒီတင်ငန်းလေးတွေနဲ့ရံပွားရောက်သွားပြီ အဲဦးဇင်းနဲ့နိုင်ငံခြားခီးစင်ရှိတော့ထွက်သွားပြီပေါ့အဲနဲ့ဒီဒီကမာကြီးကဒုံလဘရက်ပြည့်လို့သူ့အမျိုးသားနဲ့သားတွေထွက်တဲ့ချိန်မှာအဲ့ဒီတင်ငန်းနေပေါ့ဒုံလဘကျတင်ငန်းနေကိုဦးဇင်းကျောင်းကတန်ဃာတွေကသူတို့ပြန်ပြီးတော့မှမလို့အဲ့လို့ရှိရင်သူတို့ယူထားပါမယ်ဆိုတော့အလူခံလိုက်တယ်အဲ့တော့တန်ဃာတွေဒီတင်ငန်းကိုတိတ်တံပိုးထားမြတ်လို့တာကိုသူတွေ့တော့ဘာလုပ်လဲဆိုတော့ဦးဇင်းကပိယထာမှာလိပ်စာတွေမေးပြီးတော့မှတင်ငန်းဆိုင်ထောင်လိုက်တာတဲ့ဒကာကြီးဒကာမကြီးတွေ အဲ့ဒီသင်္ကန်းဆိုင်ကြီးကိုထောင်လိုက်တော့မနစ်အဲပြီးခဲ့တဲ့တလနီနီဥစဉ်ဘန်ကောက်ကြွခါနေပေါ့တချလက်ရောက်တညညတညတရားဝဲရှိတော့လေအဲ့ချိန်မှာဥစဉ်ဖုန်းမှာ message ဝဲနေရှင်ပြတဲ့တပိတော့ဒီနေ့သင်္ကန်းအစုံ150ရောင်းရတယ်တဲ့တရက်ထဲနော်တက္ကသမလေးနောက်ဥစဉ်နိုင်ငံခီးစဉ်နေပြန်လာတော့ဥစဉ်ကပကုတ်ကူမြိုင်စခန်းပေးနေတော့မှအဲ့မှာဖုန်းထဲကနေစာတောင်ပြန်ပို့တယ် အရှင်မြတ်တပည့်တော်ဒီတရင်ကျွတ်ကလေးမှာပဲတဲ့ကထိန်သင်ကနေအစုံ9000ရောင်းရတယ်တဲ့ကဓမ္မကြီးအစုံဘယ်လောက်လဲအောင်းဖို့မကောင်းလားနော်သင်ကတိုက်ကြီးတင်တော့ရောင်းရဖို့မလွယ်ဘူးဗျာနော်ဒါပေမဲ့သူတစုံကို200ပဲအမျက်စားတယ်တဲ့အဓိကဝင်းကြီးတော်နဲ့အညီချုပ်လုပ်တဲ့သင်ကန်းလေးတွေကိုတန်ဃာတွေချမ်းသာစွာဝတ်ယုံနိုင်ပါစေလို့သူဒီလိုသဘောထားတယ်တဲ့အစုံ9000တစုံ200ဆိုတော့14သိန်းမြတ်မယ်ပေါ့ဒကာဓမ္မကြီး ဘလောက်မြတ်မှလဲအဲ့ဒီ14သိသူတစ်ချက်မှမသုံးဘူးတဲ့နစ်စင်ဦးစင်တို့ကြောင်းမှာတဘိုးတဲ့လှဆန်း၄ရက်ဆိုလို့ရှိရင်ဦးစင် ECD ဆရာတော်ကြီးရဲ့မွေးနေ့ပွဲစခန်းပွဲအကြီးကျယ်ကျင်းပတယ်လေအဲ့ဒီဆဲစခန်းမှာယောဂီ300လောက်ရှိတယ်ဦးစင်တို့စခန်းမှာလေအဲ့ဒီစခန်းမှာ तू ကနစ်စင်လူလေသေးမရှိဘော့စွန်းစံစိမ့်နဲ့ပတ်သက်ပြီးမှ तू တူတဲ့တောင်ဝင်ယူတယ်အခုလေအဲ့ဒီ14သိန်းကိုအဲ့ဒီဆဲစခန်းနဲ့အကုန်လုံးစွန်းစံစိမ့် तू ကတောင်ဝင်ယူပြီးပြီတဲ့စာပို့တာလေဒီကဓမ္မလည်း အလိုဆိုတော့ဥစဉ်ဓာရီပြောတာတခြားမဟုတ်ပါဘူးအဓိကယုံကြည်မှုတတ္တာတရားကကိုယ့်ကိုပြန်လဲပြီးအကျိုးပေးတယ်ဆိုတာကိုပြောပြချင်တာပါနော်တခါဓမ္မတွေအဲအကြောင်းအရာရာမှာယောဂီတို့ကောင်းမှုကုသိုလ်ဆိုတာကဘယ်နေရာမှာလုပ်လို့ရတယ်ကဲဒီတိုက်တာမှာလုပ်လဲရတယ်နောက်ဆုံးကိုမိဘတွေကိုလှုပ်ချင်တာရတယ်မရောလဲတခါဓမ္မတွေကဲတချို့သားသမီးတွေမိဘတွေနဲ့ဝေးကွာနေတယ်မိဘတွေကိုမကြမကြသွားပြီးဂယုဆိုင်တာလို့မကြမကြသွားပြီးတော့မှ ကဲယောဂီတွေအဝတ်စားကောင်းကောင်းလေးရရင်မိဘတွေသွားကြတော့မယ်အစားကောင်းတော့ပွဲတွေရရင်မိဘတွေသွားကြတော့မယ်ဒါလည်းပဲအကောင်းဆုံးကုသိုလ်တွေပြုနေတာလေဘာတွေပြုနေရလဲနောက်ဆုံးယောဂီတွေတန်ခါတွေဆွမ်းလောင်းဖို့အချိန်မရရင်အိမ်ရဖះဆွမ်းတော့ကြကြနနတည်မရဘူးလားရပါတယ်ဗျခွက်သေးတော့မလုံနဲ့နော်ခွက်ကြီးကြီးနဲ့ကပ်ပြဘလို့ကပ်မလဲတကဓမ္မတွေတပိတ်ကလေးတွေဝင်ရင်ဝယ်ဖို့တပိတ်ကလေးတွေပေါ်ပါဗျာမပေါ့လားတကဓမ္မတွေတပိတ်နဲ့ကြကြနနထက်ဆွမ်းတမင်းလေးတွေဆွင်းလေးတွေပြင်း မြတ်စွာဘုရားကိုမြတ်စွာဘုရားဆွမ်းတော်လူခံတော်မူပါမကောင်းလားတခါဓမ္မလေးဦးစင်ရန်ကုန်မြို့အင်းစင်ရွာမှာဆရာတော်ကြီးဆိုရင်ဆရာတော်ကြီးကမနေ့၃နိုင်ထားတယ်မနေ့၂နိုင်ထားတယ်ဦးစင်သတိထားတာလေဆရာတော်ဆောင်းနေဦးစင်ဆောင်းနေကတ်ရက်ဆိုတော့ဦးစင်မနေ့တိုင်းသတိထားကြည့်တယ်ဆရာတော်ကြီးကဘာလုပ်လဲလျောင်းတော်မူဘုရားမလေးကြာကြာနာနာပဋ္ဌာန်းနေပူဇော်ပရိတ်တွေရွတ်ပြီးတရားတစ်ကြိမ်ထိုင်ကောင်းမှုကုသိုလ်အများတန်းပေးဝေပြီးပြီဆိုမနေ့၄နိုင်ခွဲလောက်ခန္ဓာကိစ္စဆောင်ရွက်၅နိုင်လောက်ကြတော့ ဲ့ဒီဥစဉ်တို့ဒီဆွန်းချောင်းထဲကိုကြွသွားတယ်အဲ့ဒီမှာရှိတဲ့ဥစဉ်တို့ကြောက်စင်းတူတော်ကိုကြာကြာနာနာ တပက်ကလေးနဲ့မျက်နှာတော်တက်ပေးတယ်တန်ရှင်းတွေလှုပ်ပေးတယ်ပြီးပြီဆိုလို့ရှိရင်ကပ္ပယအဖွဲတွေကဇပွဲနဲ့ဆွန်ဝမ်းလေးကိုကြာကြာနာနာပြင်ပေးတယ်ဘာပဲကက်ကက်ပေါ့တန်ဃာတွေဆွန်းထမင်းကန့်ရင်ဖះလဲအဲ့ဒီဆွန်းထမင်းပဲအကယ်လို့တန်ဃာတွေကိုမွေးငါဆွန်းကန့်ရင်မြတ်စွာဘုရားကိုလည်းမွေးငါဆွန်းပဲဇပွဲနဲ့ကြာကြာနာနာတင်ပြီးပြီဆိုလို့ရှိရင် အဲ့ဒီလိုအခင်းဘုံလေးပေါ့ယောဂီတွေခင်းဘုံကိုကြာကြာနာနာထားထားပြီးပြီဆိုဖះရောဆွန်းစားပင့်တာဗျဖះရောဘာလုပ်တာလဲအဲ့ဒီလိုပင့်ပြီးတော့မှအဲ့ချိန်မှာအာယုံပြူပြီးတော့မှဆွန်းတော်တက်နေဆရာတော်ဆွန်းတော်တင်လို့ပြီးပြီဆိုလို့ရှိရင်ကလတဲ့ခောက်ပြီဗျဒုတ်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 နဲ့ခောက်ခောက်ပြီးတော့တန်ငါအပါ၄900တန်းစီပြီးတပိတ်ကလေးတွေနဲ့ကြွလာတယ်အဲ့ဒီလိုကြွလာပြီးဆိုအလဲကြတဲ့ကိုရင်တွေကအဲ့ဒီတန်ငါတော်တွေရဲ့တပိတ်တဲကိုဆွန်းထမင်းနဲ့လောင်းပေါ့ တန်ခါအလုံးစုံပြီဆိုဒီရလို့ပေါ့ဗျာယောဂီတွေစုံတာနဲ့ပိစဝကနာဆင်ခြင်မေတ္တာပို့အဲ့ဒါပြီးရင်ဆွန်းသုံးတယ်ဗျာကျေတူတော်ကောင်းကြီးတွေက အမျက်တလို့မထားဘူးလားတခါဓမ္မတွေအဲ့လို့ဆိုယောဂီတို့ဥစဉ်တို့လည်းပဲဒီလိုပဲပေါ့ယန္နာသုံးပါးကိုအမျက်တလို့ထားရင်ဘဝကြီးကငြိမ်းချမ်းတယ်ဗျာနော်တခါဓမ္မတွေပိစုပ္ပံမှာလည်းငြိမ်းချမ်းတယ်ဗျာတန္တရာမှာလည်းငြိမ်းချမ်းတယ်ဗျာအဓိကတော့စိတ်ချမ်းမြေ့တာပေါ့ဗျာအဓိကတော့ဘာဖြစ်တာလဲစိတ်ချမ်းမြေ့ရင်အရာရာလဲချမ်းမြေ့မယ်မဟုတ်လားတခါဓမ္မတွေ